ဒီနေ့အော်တိုဘာလ19ရက်နေ့ဟာမြန်မာပြည်လွတ်လပ်ရေးအတွက်အရေးပါတဲ့နေ့တစ်နေ့ပါအင်္ဂလိပ်အစိုးရအနေနဲ့မြန်မာပြည်ကိုလွတ်လပ်ရေးပေးဖို့ New Italy ဆိုတဲ့စာချုပ်ကိုချုပ်ဆိုခဲ့တဲ့နေ့ဖြစ်ပါတယ်မြန်မာလွတ်လပ်ရေးကိုပြီးသက်ပုံဖော်ပေးတဲ့ဒီစာချုပ်ကိုမြန်မာဝန်ကြီးချုပ်ဦးနုနဲ့ပြည်ထောင်ဝန်ကြီးချုပ် Klimat Italy တို့ကလန်ဒန်မှာ1948ခုနှစ်အော်တိုဘာလ19ရက်နေ့ကလက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်စာချုပ်ရာသဘောတူညီချက်15ချက်ပါဝင်ပြီးနိုင်ငံဆက်ဆံရေး ကာကွယ်ရေးနဲ့ကုန်သွယ်ရေးအပြင်မြန်မာပြည်ပြန်တည်ဆောက်ရေးအချက်တွေပါဝင်ပါတယ်ဒီမတိုင်ခင်ကလည်းဗိုလ်ချုပ်ဆန်ဦးဆောင်တဲ့အဖွဲ့ကလန်ဒန်ကိုတွားရောက်ပြီးမြန်မာပြည်ကိုတနည်းအတွင်းလွတ်လပ်ရေးပေးဖို့အောင်ဆန်းအလီစာချုပ်ကို1948ဇန်နဝါရီလမှာချုပ်ဆိုခဲ့ပါတယ်အောင်ဆန်းအလီစာချုပ်ချုပ်ဆိုပြီးမကြခင်ဗိုလ်ချုပ်ဆန်လုတ်ကြံခံခဲ့ရတဲ့ကြောင့်လွတ်လပ်ရေးရဖို့လုပ်ငန်းစဉ်တွေကိုဆက်လုပ်နိုင်မှုအတွက်နူးအတလီစာချုပ်ကိုချုပ်ဆိုခဲ့ရတာဖြစ်ပါတယ်စာချုပ်ရာဗြိတိန်အစိုးရအနေနဲ့ မြန်မာနိုင်ငံကိုလွတ်လပ်တဲ့နိုင်ငံအဖြစ်အတိမတ်ပြုမှာဖြစ်သလိုကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေးအတွက်လည်းကမာကဋ္ဌပြုဆောင်ရွက်ပေးရမှာဖြစ်ပါတယ်1948ဇန်နဝါရီလ4ရက်မှာတော့မြန်မာပြည်ဟာအင်္ဂလိပ်လက်အောက်ကနေလွတ်လပ်ရေးရခဲ့ပြီးဧပြီလ16ရက်မှာတော့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ပါတယ်